မင်္ဂလာပါပရိသတ်ကြီးအခုတင်ဆက်ပေးချင်တာကတော့အမင်းကလေးရဲ့အချက်ကကိုချစ်တဲ့သူဆိုရင်အထုပ်ပဲဆွဲလိုက်ရင်လိုက်ရပါစေအကုန်ပတ်မှုပြပြတဲ့ဆိုတဲ့အဝိယီတောင်းမှာပရိသတ်ချစ်ခင်မှုများစွာခိုင်မာရရှိထားတဲ့အမင်းသမီးတယောက်ဆိုင်အဝိယီတောင်းကတော့မင်္ဂလေးရဲ့အချက်ကကိုချစ်တဲ့သူနဲ့ဆိုရင်အထုပ်ပဲဆွဲလိုက်ရင်လိုက်ရပါစေအကုန်ပတ်မှုပြပြတယ်လို့ဆိုပါတယ်အစိတ်ဆက်ကားထဲမှာဆိုရင် အပြင်ကပုံနဲ့တော့ခုနှစ်ဆရာကန်လုံးနေစားမှုရှိရတူတယ်လေဒါပေမဲ့အပြင်မှာကတော့ကိုကအချင်းနဲ့ပတ်သက်ရင်ကို့ကိုမချင်တော့ထွက်သွားမှာပါ ကိုမချင်တော့နေခဲ့မှာပါ။မင်းကလေးတွေကတော့ချစ်ပြီးဆိုရင် ရေဆုံးမြေဆုံးလိုက်ချစ်ကြတာပါ။ကိုချင်တော့ရေဆုံးမြေဆုံးအကုန်အန်းတော်တာပါပဲ။တကယ်ချစ်ပြီးဆိုရင်ဘလို့ပဲပန့်ပိုးရပန့်ပိုးရပေါ့။အထုတ်ပဲလိုက်ဆွဲရဆွဲရပါပဲ။ယောက်ျားလေးအထွတ်ပိုချစ်နိုင်စွမ်းရှိရသူပါလို့တယောက်ဆောင်အီဝီတောင်းကပြောပါတယ်။သူမကတော့အစိတ်ရုပ်ရှင်စကားကြီးရဲ့ character ပြပြမှုအတွက်အစလေးတောက်တာတွေလည်းလေးကျင်ပြီးတောက်ခဲ့ရတယ်လို့ဆိုပါရယ်အေဝီတောင်းကတော့ အနုပညာပြန်လည်လုပ်ကိုင်ခြင်းမှာအစိတ်ဆက်ကားကြီးကရုံတင်ပြသတဲ့ဒုတိယမြောက်ဆက်ကားလို့သိရပါတယ်ပရိသတ်ကြီးတွင်ညဝေတင်ဆက်ပေးလိုက်ပါတယ်နော်အခုတင်ဆက်ပေးချင်တာကတော့တွဲနေချောင်းကြောညာပြီးနှစ်နှစ်ကြာပြီးနောက်တကယ်ပဲတောင်းတယောက်သူချစ်သူထိုင်းမာလီနဲ့လက်ထပ်တော်မှာလာပြည်သူချစ်မင်းသားကျောင်းတောင်းကတော့ရုပ်တန်ဇလန်တွေမှာပါဝင်သေုပ်ဆောင်ခဲ့ရကနေပြိသက်တွေတည်ထားမိလာတဲ့မင်းသားတက်လက်ဖြစ်ပါတယ်ပြည်ပြင်းလုံးနဲ့အိုက်တင်သေုပ်ဆောင်ချက်တွေပြင်ညှို့ယူနိုင်တဲ့အကြည့်လူတွေနဲ့ ချောမခန့်ညာရဲ့ရုပ်ရည်လေးကြောင့်နှကန်းမီမာလေးရဲ့အသေးစွဲတယောက်ဖြစ်လာခဲ့ပါတယ်။ပြည်သူ့ချစ်တော်မင်းသားတယောက်ဖြစ်တဲ့ဒေါင်ကတော့ MRD4 ရုပ်သံဇာလန်တွေ့ရီမှာပါဝင်တရုပ်ဆောင်ကားနေပြီးတော့ပြည်သူတွေတီထားမိလာတာပါ။ညှို့ယူနိုင်တဲ့အကြည့်လေးတွေနဲ့ချောမခန့်ညာရဲ့ရုပ်ရည်လေးအပြင်ပြပြင်လုံးနဲ့ item တရုပ်ဆောင်ချက်တွေကြောင့်ပြည်သူတွေချစ်ခင်အားပေးရတဲ့မင်းသားကျော်လေးပါ။ပကံမြို့သူဇလန်တွေမှာမမောင်ကြီးကာရက်တာနဲ့ပရိသတ်ရှင်နဲ့ရောက်ခဲ့သူပဲဖြစ်ပြီးတော့ Star Award Buzz TV Series Actor ဆုကိုပကံမြို့သူဇက်ကနဲ့ရရှိခဲ့သူတယောက်လည်းဖြစ်ပါတယ်။ ။ဒေါင်းကတော့ပြည်တွင်းမှာအောင်မြင်နေုံသာမကပြည်ပနိုင်ငံတွေမှာလည်းထိုးဖောက်နိုင်သူဖြစ်ပါတယ်။ဒေါင်းကရုပ်ရှင်စကားကြီးကိုလည်းရိုက်ကူးနေရတဲ့မင်းသားကြောက်ဖြစ်တဲ့အပြင်အခုဆိုရင်အိန္ဒိယနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံမှာပါရုပ်ရှင်ရိုက်ကူးနိုင်ခဲ့တဲ့အထူးအောင်မြင်နေပြီပဲဖြစ်ပါတယ်။ဒေါင်းကအထိုင်းဒါရိုက်တာထိုင်းတယောက်ဆောင်နေတဲ့တူတူကြောက်ဖျားမှာ AR တို့ဇာတ်ကားမှာလည်းပါဝင်တယောက်ဆောင်ခဲ့ပါတယ်။ထိုင်းမြန်မာချစ်ကြည်ရေးအတွက်ရိုက်ကူးခဲ့တဲ့ Front Chow Pier to ARD series ကိုတော့ Time BPR's channel မှာထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး ထိုင်းပြည်သက်တွေအားပေးမှုကိုများစွာရရှိခဲ့ပါတယ်။ဇလန်းထွေအောင်မြလာနဲ့အမျှဇလန်းထွေမှာပါဝင်တယောက်ဆောင်ထားတဲ့တောင်းကလည်းထိုင်းမာလီရဲ့ Facebook စာမျက်နှာမှာပြည့်နှက်နေပြီးထိုင်းမာလီရဲ့အသေးနှလုံးတွေကိုခြေချနိုင်ခဲ့ပါတယ်။တောင်ရဲ့ညွှားပြည့်နဲ့မြောင်းဝန်းတဆုံနဲ့သူရဲ့တင်းကျင်အေးဆေးတဲ့အပြုံယောက်ျားပိသားရဲ့ပုံစံကြောင့်ထိုင်းမာလီကြီးကျွေလောက်စရာဖြစ်တယ်လို့ဆိုရမှာပါ။တောင်ကအခုဆိုရင်ထိုင်းမာလီကြီးကျွေုံသာမကပဲအခုဆိုထိုင်းမာလီနဲ့တောင်တွဲနေပြီဖြစ်ပါတယ်။အားလုံးစိတ်ဝင်စားနေတဲ့ပြည်သူကိုယ်ကိုတောင်ရဲ့ချစ်သူကောင်မလေးက ဘာသူဖြစ်မလဲဆိုတာပရိသတ်တွေကတော့စိတ်ဝင်စားနေကြပါတယ်။အားလုံးသိကျင်နေကြတဲ့ထောင်ရဲ့မဟေတီလေးကတော့အထောင်နဲ့အတူကြောက်ဖျားမ ARD တို့ဆိုတဲ့ဇာတ်လမ်းတွေမှာပတ်ဝန်းသင်ယူဆောင်ခဲ့တဲ့မင်းသမီးလေးတန်တန် notary ပဲဖြစ်ပါတယ်။တန်တန်ကတော့1993ခုနှစ်ဩဂတ်လ6ရက်နေ့မှာထိုင်းနိုင်ငံဘန်ကောက်မြို့မှာမွေးဖွားခဲ့ပြီးအသက်ကတော့30ရှိပြီးတော့ဒေါင်းထက်သုံးနှစ်ငယ်ပါတယ်။သူမကတယောက်ဆောင်ဆိုတော့ model တယောက်လည်းဖြစ်ပြီးတော့ Seven Sense Minkley အဖွဲ့ကအဖွဲ့ဝင်ဟောင်းတယောက်လည်းဖြစ်ပါတယ်။ သူမကအသက်16နှစ်နဲ့ Miss Gropsic Awards ကိုရရှိခဲ့ရမှာအနုပညာလောကရေကဝင်ရောက်ခဲ့တာပါ။ဒေါင်းနဲ့သူမကဇလန်တွဲရရင်တယောက်ပေါ်တယောက်ချစ်ခင်ဆုံးမခါလက်တွဲခဲ့ရလို့သိရပါဗျ။ဒေါင်းကသူ့ရဲ့အချစ်သူဖြစ်တဲ့သူမကိုအရေးတကြီးကြီးချစ်တတ်ပြီးဂိယုရန်ဆိုင်တဲ့ချစ်သူလို့လည်းသိရပါဗျ။သူတို့နှစ်ယောက်အတူတူတွဲပြီးတယောက်ဆောင်ရမှာပုံမှန်တယောက်ဆောင်တာမျိုးမဟုတ်ပဲအချစ်တွေကအသက်ဝင်ခဲ့တာကြောင့်တကယ်ကြိုက်သွားရင်အသေးခွဲရကြည့်ရဲဆိုပြီးပြောခဲ့ကြပြီးတကယ်လည်းသူတို့နှစ်ဦးကချစ်ကြိုက်သွားခဲ့ကြပါဗျ။ တောင်းရဲ့ dating news ကိုကြားကြားချင်းမှာတော့မြန်မာနိုင်ငံကပြည်သက်ချစ်သားမကအာရှတလောက်ကပြည်သက်တွေပါအသေးခွက်ခဲ့ရပါတယ်။ပြည်သူကိုကိုလို့ခေါ်ကြတဲ့တောင်းရဲ့အချစ်ကိုပန်းဆိုင်ခဲ့သူလေးကတော့အရန်ကိုကန့်ကောင်းတဲ့သူလေးပါပဲ။ပြည်သက်တွေကအသေးခွက်ခဲ့ရပြီမဲ့လည်းတောင်းနဲ့သူမရဲ့အချစ်ကသာဖြောင့်မျိုးဖို့စုမုံကောင်းတောင်းပေးခဲ့ကြပါတယ်။ခုဆိုရင်သူတို့နှစ်ယောက်ရဲ့အချစ်ကအရန်ခံမြင့်လာတာမို့တိတ်မကြခင်မှာပဲတောင်းကအချစ်သူကောင်းမလေးနဲ့လက်ထပ်တော့မယ်လို့ပြောလာခဲ့ပါတယ်။ ပြိသက်တွေကတော့ဝမ်းနေနေကြပြီမင်းစုသူမတို့နှစ်ယောက်အတွက်အဆူတောင်းပေးခဲ့ကြပါတယ်ပြိသက်ကြီးအတွက်အမြောက်ဝေတင်ဆက်ပေးလိုက်ပါတယ်နော်အခုတင်ဆက်ပေးမှာကတော့ဝေဖန်ခံရအောင်လှမယ်ဖြစ်ရတည်နေတဲ့ခင်ရနာဆိုပါပြိသက်ကြီးခင်ရနာဆိုကအမှုပညာလောကရဲ့ကိုရောက်မလာခင်ကတာယာရဲ့အိမ်တော်ရဲ့ကိုတိဆောက်ပြီးပျော်ရွှင်ခဲ့ပြီမင်းအောင်မြင်လာချိန်မှာကွာရှင်းခဲ့ရတဲ့အကြောင်းပြိသက်တွေကြားပြောစရာဖြစ်ခဲ့တာပါခင်ရနာဆိုကတော့ device မြန်မာမှာဝင်ရောက်ရှင်းပြရင်းအစရောဘွားကိုရောက်ရှိလာသူတယောက်ပါပဲ အတန်းကောင်းတဲ့ပြန်ဝင်ဝင်တယောက်ဖြစ်ခဲ့တာမို့ပြိသက်တွေအပြင်းမှုကိုရခဲ့ပြီးမြဲအရန်ဖားပြီးတော့အပိုလုံလုံးနဲ့ပုံစံကြောင်းပြိသက်တွေကြားမှာဝေဖန်ခံခဲ့ရပါတယ်။ခင်ယန်နာဆိုးကပြန်ဝင်ဝင်နေစမှာဒိုင်တယောက်ဖြစ်တဲ့နီနီခင်စောနာကိုအရန်ကတ်ခဲ့သလိုပွဲပြေးချိန်မှာလည်းနီနီရဲ့နာမည်ကိုတက်တူးထိုးပြီးအရန်တွေချက်ပြနေရမှုပြိသက်တွေကြီးများဖြစ်ခဲ့တာပါ။တခြားပြန်ဝင်ဝင်တွေကပြန်ဝင်ပြရတဲ့ကိုယ့်ရဲ့လမ်းကိုဆက်ချောက်ကြပြီးမြဲခင်ယန်နာဆိုးကတော့အပိုတွေလုံနေရမှုဝေဖန်ခံနေရတာပါ။ အစကတည်းကဝေဖန်မှုတွေရှိနေခဲ့တဲ့ခင်ရနာဆိုကတော့အင်အောင်ကြီးပြဿနာကြီးကြောင့်ပြည်သက်တွေကြောင့်ပါပြောစရာဖြစ်ခဲ့ရပါတယ်။ခင်ရနာဆိုကအသက်ငယ်ငယ်နဲ့အင်အောင်ကြခဲ့သူပါအသက်16နှစ်အရွယ်မှာချက်ရသူနဲ့လက်ထပ်ပြီးတအားပျော်ရွှင်စရာကောင်းတဲ့အင်အောင်တစ်ခုကိုထီထောင်ခဲ့ပါတယ်။ခင်ရနာဆိုကအမျိုးသားဖြစ်သူသူ့ဘောကောင်းတဲ့ကြောင့်အနေနာခံတဲ့အကြောင်းကိုပြိုင်ပွဲဝင်နေချိန်မှာပြောပြပူပါတယ်။မြူသားကသူ့အပေါ်အနနာခံပြီးရမ်းချစ်တဲ့ကြောင်ပြောခုပြိမယ်သူဆိုတော့တယောက်ဖြစ်ချိန်မှာတော့ယောက်ျားကအရန်နေဆက်လို့ဆိုပြီးကွာရှင်းမှုလုပ်ခဲ့တာမျိုးပြိတ္တတွေကြောင့်မဝေဖန်ခံခဲ့ရပါဗျာ ပြိသက်တွေကတော့အခင်ရနာဆွေရဲ့ဇကားတွေကိုသိမယုံပါဘူး။မအောင်ပြင်ခင်မှာတော့ယောက်ျားကောင်းချောင်းတနိုင်ငံလုံးတည်အောင်ပြောခဲ့ပြီးမြင်အောင်မြင်လာချိန်မှာယောက်ျားကိုကန်ထုတ်နေရမို့အသက်တွေ့နေပြီဆိုပြီးဝေဖန်ပြောဆိုခဲ့ကြပါတယ်။ခင်ရနာဆွေကတော့ပြိသက်တွေရဲ့ဇကားကိုအယုံတည်းမထည့်ခဲ့ပဲနဲ့သူ့ရဲ့အသက်22နှစ်မှာတရားဝင်ကွာရှင်ပြီးဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေခဲ့တာဖြစ်ပါတယ်။ကင်ရနာစုကအိမ်အောင်ကွဲပြီးနောက်မှာသူ့ဘဝကိုသူဖြစ်ချင်တဲ့ပုံစံမျိုးနဲ့သာနေထိုင်ခဲ့ရကြောင်းပြည်သက်တွေကအံ့အားသင့်ခဲ့ရပါတယ်။ အရင်ကရွရွရင်လေးနေထိုင်တက်ပေမဲ့နောက်ပိုင်းမှာတော့တက်တူတွေထိုးပြီးခေါ်နေခဲ့တယ်လို့သူ့ရဲ့အကြိုက်သူ့ရဲ့ဖြစ်တည်မှုတွေကပြောင်းလဲခဲ့ပါတယ်။ခင်ယန္နာဆိုကတော့ယောက်ျားနဲ့ကွာရှင်မိသိမ့်မကြခင်သူကမင်းကလေးရောယောက်ျားလေးပဲကြိုက်တဲ့ဘိုင်းဆက်ဆူရယ်ဆိုပြီးတော့တရဝင်ပြောပြီးဝန်ခံလာခဲ့ပါတယ်။အခုချိန်မှာတော့ဘဝအတွေ့အကြုံကနေရလာတဲ့သင်ငန်းစာရင်းနဲ့သူအိမ်နဲ့အချမ်းဖတ်မှုစန့်ကျင်ခေါင်းစဉ်နဲ့ Miss Universe မြန်မာပြိုင်ပွဲကိုရှင်ပြိုင်သွားတယ်ဆိုပြီးတော့သူမကပြောပါတယ်။သူမကတော့ Miss Universe ဘကို2025ရဲ့ဝင်နာဖြစ်လာသူပဲဖြစ်ပါတယ်။ ခင်နာဆိုက Miss Universe ကိုကွာရှင်းထားတဲ့အမျိုးသမီးဖြစ်ဝင်အောင်ရှင်းပြန်ခဲ့ပြီးဘကူမျိုးရဲ့ဝန်ထမ်းဖြစ်လာခဲ့တာပါ။ဒါအပြင်အခုဆိုရင် Miss Universe မြန်မာ2025ပြိုင်ပွဲဝင်များနဲ့လူစိတ်ဝင်စားမှုနဲ့ဝေဖန်ခံရဆုံးအလှမယ်ဖြစ်ဘကူမျိုးကိုစားပြုအလှမယ်အစရောခင်နာဆိုကအထိတ်ဆုံးကရက်တည်နေပြီးသူ့အနေနဲ့အိမ်နောက်ကွဲမျိုးသမီးတူဖြစ်တဲ့အပြင်အလှမယ်တုံးမှရှိသင့်ရှိထိုက်တဲ့အရက်အမောင်းအပြောဆိုအပြင်အစင်အားနည်းမှုတွေကိုထောက်ပြပြီးတော့တခြားပြိုင်ပွဲဝင်အလှမယ်တွေထပ်ပို့မှုဝေဖန်ခံနေရတာပါ။ Miss Universe မြန်မာရဲ့ The Quest for Glory Challenge ပွဲစဉ်ကိုရောဇွန်လ10ရက်က Jensen City Promotion Area မှာကျင်းပပြုလုပ်ခဲ့တဲ့နေရာမှာအခဲဖြတ်အတိုင်းဖြစ်တရုတ်ဆောင်ထက်စ Academy ခိုင်တင်ကြီး Make a Lin Lin Miss Universe မြန်မာ2024သက်ဆန် Anderson စိုင်းစီတွင်ခန်းနဲ့အစရောကြီးတို့ကတက်ရောက်ခဲ့ပါတယ် The Quest for Glory Challenge မှာ Diamond Winner အဖြစ်ပဲခုံးမျိုးကိုစားပြုအလှမယ် KNA ဆို Gold Winner အဖြစ်မိတီလာမျိုးကိုစားပြုအလှမယ် July ဝင်ထဲ့ စေဘဝနာအဖြစ်ပသိမ်မြို့ကိုစားပြုအလှမယ်ရင်ရန်တို့ကအတူတူရရှိခဲ့ပါတယ်။ခေယနာဆိုကဒိုင်နမီကိုမင်းမြန်ချိန်တုံ့ပြန်ဖြစ်ကြောင်းမှုတွင်ပြင်မှာတည်ငြိမ်ပြီးတော့လူရင်းတူရှင်းနဲ့ဖြစ်ကြားနိုင်ခဲ့တာကြောင့်တပ်ဖက်ပြန်လည်ချီးကျူးခံခဲ့ရပါတယ်။ဒါပေမဲ့လည်းနိုင်ငံတကာစစ်မြင့်ထက်မှာတောက်ရှင်ပြိုင်ပွဲကတော့ခေယနာဆိုအနေနဲ့လူအချက်တွေများစွာရှိနေသေးကြောင်းထောက်ပြနေသူတွေရှိပါတယ်။လက်ရှိမှာပြည်နယ်နဲ့တိုင်းဒေသကြီးကိုစားပြုအလှမယ်ကိုစီက Grand Final ပွဲအတွက်ပြင်ဆင်လျက်ရှိပြီးပဲခူးမျိုးကိုစားပြုအလှမယ်ခေယနာဆိုမိထီလာကိုစားပြုအလှမယ်ချူလိုင်ဝင်းထဲ ရင်အသိမျိုးကိုစားပြုအလှမယ်ရရင်ဟာခါမျိုးကိုစားပြုအလှမယ်နာနာနိုင်အင်ဇလီစားတဲ့အလှမရိကလူစိတ်ဝင်စားမှုအများဆုံးရရှိလျက်ရှိပါတယ် National Costume ပြိုင်ပွဲကိုတော့ဇွန်လ16ရက်မှာရန်ကုန်မြို့ရှိ Novotel Hotel မှာပြုလုပ်ဖို့ရှိပြီးတော့စီစဉ်ထားရဆွဲကြောင်းသိရပြီး12ကြိမ်မြောက် Miss Universe Myanmar 2025ပြိုင်ပွဲကိုတော့ဇွန်လ29ရက်မှာရန်ကုန်တိုင်းဒေသကြီးတာဂီတာမြို့နယ်မှာရှိနေတဲ့ Myanmar Expo မှာကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ် 84ချိန်မြောက် Miss Universe International 2025ပြိုင်ပွဲကိုတော့ထိုင်းနိုင်ငံမှာကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်းကနဦးတည်ထားပါတယ်။ပရိသတ်ကြီးတွေအများကိုတင်ဆက်ပေးလိုက်ပါတယ်နော်။အခုတော့လူပိနာသတင်းတွေကိုအချိန်နဲ့တည်းကြီးကြည့်ရှုနားဆင်နိုင်ဖို့ကျမတို့ရဲ့ Sally Mama YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးအားပေးကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါရရှင်။